ဆန္ဒစင်သူများအားလုံးမင်္ဂလာပါရှင်။ Audio ပုတ်ပိုင်းများမှာပြန်နေပြီးရောကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါအင်မြဆန္ဒစင်သူများကိုဖတ်ပြဖို့အတွက်ရွေးချယ်ထားတဲ့စာအုပ်ကောင်းလေးရတော့ဆရာကြီးအထောက်တော်လှအောင်ဘာသာပြန်ဆိုရေးသားထားတဲ့မက်ဟော်တန်ဤမြမတော်တွင်မှာရက်တရားဆိုတဲ့စာအုပ်ကောင်းလေးပဲဖြစ်ပါရစေရှင်။ဒီစာအုပ်ကလေးကိုမူရင်းစာရေးဆရာ Ian McHorton ကရေးသားထားပြီးတော့စာအုပ်လေးရဲ့နာမည်အရင်ကတော့ The 100 Days of LD မခေါ်တန်းလို့ခေါ်ပါရဲ့ရှင်။ဒီစာအုပ်ကလေးကိုဆရာကြီးအထောက်တော်လာအောင်က1982ခုနှစ်မှာဘာသာပြန်ဆိုရေးသားထဝေခဲ့တာပဲဖြစ်ပါရဲ့ရှင်။ဒီစာအုပ်ကလေးကိုစတင်ပြီးတော့မဖတ်ပြမီမှာဆရာကြီးရဲ့အမှားစာကိုဥစွာပထမဖတ်ပြပါရစီရှင်။ပူရဲမောင်နဲ့အကိုကြီးတို့ဒီစာအုပ်ကိုဖတ်ပြီးတော့လက်ကချလို့မရအောင်။မင်းဖတ်ကြည့်ပြီးဘာသာပြန်ခြင်းပြန်လို့ဦးမြင့်စွေ ဖြူဝပြောကဤစာအုပ်ကိုပေးပါသည်။ အင်္ဂလန်မှအပြန်ဒီစာအုပ်ကိုသူယူလာခဲ့ခြင်းဖြစ်ပါသည်။ဒီစာအုပ်ထွက်နေသည်မှာ23နှစ်တာမြာကြာမြင့်ခဲ့ပါပြီ။1958ခုနှစ်ပထမအကြိမ်ထုတ်ဝေစဉ်တုန်းကအီဗာတန်နဲ့နှုံးဝေးဟူသောအမည်ဖြင့်ဖြစ်ပါသည်။1989ခုနှစ်မတ်လတွင် Brandon Book စာအုပ်တိုက်ကယခု The 100 Days of LT McCordan ဟူသောအမည်ဖြင့်ထပ်မံထုတ်ဝေခဲ့ပြန်ပါသည်။ ဦးမြင့်စွေယူဆောင်လာသောစာအုပ်မှာ1989ခုနှစ်မတ်လထုတ်စာအုပ်ဖြစ်ပါသည်။ကျွန်တော်ဖတ်ကြည့်သောအခါတွင်ဦးမြင့်စွေပြောသည့်အတိုင်းလက်ခချမရပဲဖြစ်ခဲ့ပါသည်။သို့တော်လည်းဘာသာပြန်ဖို့ကိုမူလက်တွန့်နေမိပါသည်။လက်တွန့်ရသောအကြောင်းရင်းမှာနှစ်ပေါင်း20ကျော်ကလေးကထုတ်ဝေခဲ့သည့်စာအုပ်ဖြစ်သဖြင့်တစုံတယောက်ဘာသာပြန်ပြီးလောက်ပြီးဟုထင်သောကြောင့်ဖြစ်ပါသည်။စာဖတ်များသူနှံ့ဆက်သူများထံစုံစမ်းကြည့်သောအခါကျမှပဲသူတို့လည်းကြားပင်မကြားဘူးကြောင့်သိရပါသည်။ မြန်မာပြည်နဲ့ဓာတ်ရိုက်ပတ်သက်သည့်စာအုပ်တအုပ်ဤမြလူသိနေသည်မှာအံ့ဩစရာကောင်းလာပါသည်ထို့ကြောင့်စိတ်ချလက်ချကျွန်တော်ဘာသာပြန်လိုက်ပါသည်မြမရေမြင်းမြမတောတောင်တွင် အတွေ့အကြုံတူညီနေသည့်အချက်အလက်အချို့နှင့်အကြောင်းထက်နေသည့်အချက်အလက်အချို့ကိုမူအကြောင်းထူတော်မူမဟုတ်သဖြင့်ဖြုတ်ချန်ခဲ့ပါသည်ဤစာအုပ်သည်ကိုယ်ဝင်ကိုရာမဟုတ်သောတရတကြီးတွင်ဘာသာပြန်သည့်ကျွန်တော်၏ဒုတိယစာအုပ်မြောက်ဖြစ်ပါသည် ပထမစာအုပ်မှာမိခိုတိုးတဲ့ပိုးဖလံဖြစ်ပါသည်။သခိုင်းတိုင်ချောင်းမျိုးနဲ့ညင်းမြေရွာကလေးတွင်ကြေးမုံဥတော်ဤအကူအညီဖြင့်ကျွန်တော်ဘာသာပြန်ခဲ့ပါသည်။ယခုစာအုပ်ကိုလည်းတောင်ကြီးမျိုးတွင်ပြီးစီအောင်ဘာသာပြန်ဆိုနိုင်ခဲ့ရာတငယ်ချင်းဖြစ်သူဒေါက်တာတင်အောင်စာရေးဆရာကြီးဦးလာတင်ဆက်ဆံတွန်စီယုံကြီးနဲ့တောင်ကြီးမျိုးရှိကျွန်တော်ဤရေးပေါ်တည်င်းတောင်များဖြစ်ကြသောဦးတန်းဝေဦးညင်ညီမောင်နဲ့ဦးဆိုင်ကျော်လား ကျွန်တော်ပစမ်းမရွတ်သည်။လက်နဲ့လိုက်ရေးပြီးတော့တောင်ကြီးမြို့သို့ရောက်ရှိနေသူတည်င်းကြာနေတောက်ချုံဟောင်းစိန်ဝင်းလေးတို့ဤရှားနှုံးပြီအကူညီများကြောင့်သာဤသို့ချုံးမောအောင်မြင်ခဲ့ကြောင်းဝန်ခံရပါမည်။ထို့ကြောင့်ရှင်ပုတ်ကူများအားယေရှုတင်မဆုံးကြောင်းဖော်ပြအပ်ပါသည်။ဒီစာအုပ်ကိုဖတာပြန်ဖြစ်စေသည် အရင်ကံပုတ်ကူမှာဥမြင်စွေဖြူဖြစ်ပါသည်။ဒီစာအုပ်ကိုလန်ကန်မြို့ဤကြောင်ကြောင်ကြားတနေရာမှာ တွေ့အောင်ရှာဖွေပြီး ကျွန်တော်လက်ဝဲတို့အရောက်ယူလာပြီးသဖြင့်သူအားလည်းအထူးပင်ကျေးဇူးတင်ရှိပါကြောင်းထပ်လောင်း၍ဖော်ပြအပ်ပါသည် အထောက်တော်လာအောင်ဆရာကြီးအထောက်တော်လာအောင်ဘာသာပြန်ဆိုရေးသားကြတယ်မဟော်တန်ဤမြမတော်ရင်းမှာရက်တရားဆိုရဲစာအုပ်ကလေးကိုမနှက်ပြန်မှအများကဒီ channel လေးမှာစတင်ပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဆရာကြီးရဲ့လက်ရကောင်းစာအုပ်တွေတည်းဟာတအုပ်ဖြစ်တဲ့အတွက် စာနာရှင်သူများအနေနဲ့သဘောကျနှစ်ချိုက်လိမ့်မယ်လို့အများမျှော်လင့်ပါတယ်ရှင်